တ်မြေကနတ်သားနှစ်ယောက်တည်းနတ်သက်ခြေကနီးတော့ဘယ်ဘဝရောက်မလဲလို့ကြည့်ကြတော့တကောင်ကကြီးကန်းကြီးဖြစ်မှာကြီးနှိပ်တကောင်ကမစင်လွင်းနဲ့သွားပြီးတော့လောက်ဖြစ်မှာလောက်ဖြစ်မဲ့ကောင်ကကြည့်ပြီးမေးငါသွားမဲ့ညာကြီးရုံစရာကြီးအဲ့ဒါနဲ့ကြီးဖြစ်မဲ့ကောင်ကူညီတောင်းတယ်ခေကောင်ကကူညီအောင်ကွာငါများဟိုမဲ့ငါသွားမဲ့ညာကြီးကြည့်ရုံစရာကြီးအေးအဲ့တော့ငါဘယ်လိုကူညီရအောင် အာမင်းအကြီးဆိုတော့တော်သေးတာပေါ့ကွာငါမတွေ့တွေ့အောင်ဆရာညဉ့်ညစိတ်တားလိုက်ငါအဲ့ဒီကွာကြာကြာမနေကြဘူးကောင်းပါပြီဆိုပြီးတော့ကြီးရဂရီပေးသေသွားကြတော့နတ်သက်ချွေသေတော့တကယ်ပဲတကောင်ကကြီးဖြစ်တကောင်ကအဲ့မှာမစင်တွင်းနဲ့သွားပြီးလောက်ပြီကြီးဖြစ်တဲ့ကောင်ကပြေးတယ်တငယ်ချင်းဂရီပေးကြတော့လိုက်ရှာတာတော်တော်နဲ့မတွေ့ဘူးတွေ့လဲတွေ့ရောသစ်ပင်ဘဝနဲ့လန့်ပြီးတော့អော်တယ်ပေါ့အာအာအာ လူတွေကတော့မသိဘူးသူတို့ချင်းချင်းနားလဲတယ်လေတွေ့ပြီတွေ့ပြီမင်းရှာနာတော်တော်ကြာပြီ ခုမှပဲတွေ့တတ်တော်မင်းတော်လှမ်းပြောတာပေါ့အဲ့တော့မစင်တွင်တဲ့ကောင်ကမတတ်ပါနဲ့ဘာဖြစ်လို့တို့ပျော်နေပြီတဲ့ဒီတဲ့လေဟုတ်လားကဲမစင်တွင်တဲ့ကိုပျော်လို့ဟေးမင်းရလဲကွာရိုးစရာကြီးအဲ့ထဲသွားပျော်နေစီမင်းဘေးကဟာကြီးတယ်ရိုးစရာလေးကြီးပဲ ဘယ်ဟာနေတော့ဟာဘေးဟာကြည့်ပေါ်ကမင်းကောင်းရုပ်ဒီပတ်ကြီးကနေကြည့်နေစမ်းပါလားလေစားရတော့မပါဘူးပေါ့မှန်ပြောတာရောစရာကြီးနေမှာပဲဟုတ်လားအာမင်းအဲ့ဒါသူ့ရဲ့ချစ်သူတဲ့အဲ့ဒါကောင်းပန်းပန်းထားတာဘယ်ရောစရာမှာတော့ဟုတ်လားကျင်းနဲ့နေတာဟေးမင်းအဲ့ဒါကြီးမခွဲနိုင်လို့မတတ်နဲ့လို့ပြောတာလားဟုတ်တယ်ကွာ ဒါဆိုမင်းချင်းသူရောမင်းရောငါတက်တော်တဲ့နေရာလေးပို့ပေးမယ်တဲ့လိုက်ခဲလိုက်ခဲမလိုက်ချင်ဘူးတဲ့မင်းပို့တဲ့နေရာစားဖို့နေရင်ပူရမှာဒီနားလေးကောင်းနေတယ်ဟုတ်လားပြောချင်တာဘာလို့နေကိုရထားတဲ့ဘဝပျော်ရာကြည့်မယ်သိချင်တဲ့တတဝါရှိလားမရှိဘူးတဲ့အဲ့ဒါကြောင့်ခင်ဗျပုံပုံလေးမပြောပါနဲ့တဲ့ကျုပ်နေခဲ့တဲ့ဘဝမှာ တည်ခဲ့ရတဲ့ဘဝတွေမှာပျော်ပျော်နဲ့တည်ခဲ့ရတာမရှိဘူးလို့ဒါလေးပြောတာ